မင်္ဂလာပါရှင်တနိုင်ငံလုံးမှာရှိတဲ့နိုင်ငံသားသားထောက်ပံ့ရေးရုံးများတွင်နိုင်ငံသားများနှင့်ပတ်သက်သောစစ်တမ်းအရာကိုရီးယားမှာရှိတဲ့နိုင်ငံသားသားလုံသမားများရဲ့အဓိကပြဿနာကတော့လစာပြဿနာပဲလို့သိရပါတယ်ရှင်ပြီးခဲ့တဲ့နှစ်ကနိုင်ငံသားလုံသမားအသင်းအဖွဲ့များမှထုတ်ပြန်ချက်အရာအလုံသမားပြဿနာပေါင်း8933ခုထဲမှာလစာပြဿနာဟာ1536ပြဿနာရှိပြီး ြဿနာအလုံးရဲ့20ရာခိုင်နှုန်းရှိပါတယ်။ EPS အလုံးသမားစနစ်နဲ့ပတ်သက်ပြီးမေးမြန်းဆွေးနွေးတာတွေကတော့1400ခုရှိတယ်လို့သိရပါတယ်။အများဆုံးဖြစ်တာကတော့အသေးစားစက်ရုံများပဲဖြစ်ပါတယ်။အလုံးသမားဝန်ကြီးဌာနမှသတ်မှတ်ထားသောအခြေခံလစာအောက်ပေးခြင်းအချိန်ပိုလုပ်ပေမဲ့လည်းအချိန်ပိုအတွက်မပေးတာတွေရှိပါတယ်လို့သိရပါတယ်။ လာဝကကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းခြင်းသည်860စေကူတမှုနှင့်ပတ်သက်တာတွေက840ရှိပြီးစစ်တမ်းအလုံးရဲ့ဆယ်ရာခိုင်နှုန်းရှိပါတယ်။ကိုရီးယားလူမျိုးများနဲ့လက်ထက်သောရွှေ့ပြောင်းမျိုးသမီးများနဲ့ပတ်သက်သောစစ်တမ်းလည်း989ခုပါဝင်ပါတယ်။အထူးသဖြင့်ရွှေ့ပြောင်းမျိုးသမီးများရဲ့ပြဿနာများများပြားပြီးကွာရှင်းပြက်စဲသောပြဿနာကတော့132ခုလင်းမြအချင်းချင်းသဘောထားမတိုက်ဆိုင်မှုကြောင့်ဖြစ်ပေါ်လာသောပြဿနာကတော့ 123ခုရှိပါတယ်။ဒါအပြင်အလုတ်ခွင်ထိခိုက်ဒဏ်ရာရပြဿနာ398ခုနှင့်ဥပဒေနဲ့ပတ်သက်ပြီးဆွေးနွေးသောပြဿနာကတော့322ခုရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်ကနိုင်ငံခြားသားများနဲ့ပတ်သက်သောစစ်တမ်းဖြစ်ပါတယ်။လဆမရတဲ့ပြဿနာတွေအများဆုံးဖြစ်တာကြောင့်နောက်ပိုင်းဒီလိုပြဿနာမျိုးတွေမဖြစ်လာနိုင်ရင်ထိရောက်စွာရေးယူပေးဖို့လိုအပ်ပါတယ်။ဒီနှစ်မှာတော့နိုင်ငံသားများဒီလိုပြဿနာများမဖြစ်နိုင်ရန်ဆောင်ရွက်ပေးရပါမယ်။